บริการก็ดีหลากหลายข่าน้ำค่าไฟก็ให้มาก็ให้มา နောက်ဆုံးအနေနဲ့တင်ဆက်ပေးရမယ့်တည်င်းကတော့အနိခမ်းအမိခမ်းပြိတ္တစာယုံကြီးကိုဝင်ရောက်စီးနင်းလိုက်တဲ့တည်င်းပဲဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံဘန်ကောက်မြို့ရချဒါလန်ရှိနာတာရီမဆတ်နာတာရီအနိခမ်းတွင်လူကုန်ကူးမှုနဲ့ပတ်သက်တာရှိတယ်လို့တည်င်းရရှိပြီးခဲ့တဲ့နောက်ပိုင်းမနေ့စွန်လ9ရက်နေ့ညနေ4နာရီခန့်တွင်အုတ်ချုံရည်နှင့်တခြားတက်ဆိုင်ရာဌာနအတတီတို့ပူးပေါင်းအင်အားသုံးပြီး ဝင်ရောက်ဖန်စီစစ်ဆေးရမှာပြည်တစားပေါင်း135ဦးတွေ့ရှိခဲ့ပါတယ်။၎င်းအထက်မှာထိုင်းအမျိုးသမီးနဲ့ရွှေပြောင်းမြန်မာအမျိုးသမီးတို့ပါဝင်ပြီးအသက်16နှစ်အောက်အမျိုးသမီးများလည်းပါဝင်တယ်လို့သိရပါတယ်။အနိုင်ခံဟုအမိခံပြီးပြည်တစားရုံကြီးဖွင့်လှစ်ထားတဲ့အတွက်ဒေသခံရဲအရာရှိများတခြားဌာနမှအရာရှိပုဂ္ဂိုလ်များထံလက်ထိုးပေးရတယ်လို့သိရပါတယ်။ လတ်ငွေလက်ခံရရှိသောထိုင်းရဲအရာရှိများနာမည်စရင် အများအပြားသိရှိရပါတယ်အားလုံးကအရာထူးရှိရဲတွေပါတိကိုတဆိုတဲ့အရေးပေါ်တာဝန်ထမ်းဆောင်နေတော့ရဲနာမည်တွေလည်းပါဝင်ပါတယ်လတ်ထိုးခဲ့ဖူးငွေပေါင်းစကောတန်လေးသိန်း95,980ရှိခဲ့ပါတယ်။ဤကဲ့သို့အသက်ဆိုင်ရာအာဏာပိုင်အတိတ်ထလတ်ထိုးပြီးပြီမို့လွတ်လပ်စွာလူကုန်ကူးပြစ်ဒစာယုံ ဖွင့်လှစ်ခဲ့ပုံရပါတယ်။ လာရောက်ဝန်ဆောင်မှုခံယူနေသူတွေကိုအများအပြားနိုင်ငံခြားသားတွေဖြစ်ကြပါလားဆိုင်ရှင်ဖြေကြားချက်အရခွင့်ပြုချက်အရတရားဝင်မပုံတင်ထားသော လုပ်ငန်းဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာဆိုင်ရှင်နဲ့တကွအပြစ်တစားတရားတစ်စက္ကန့်ဦးစလုံးကိုဖမ်းဆီးစစ်ဆေးမှုပြုလုပ်ပြီးဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်ဤကဲ့သို့လူကုန်ကူးပြစ်တစားအဖြစ်စေခိုင်းအမှုသည် ဥပဒေအရထောင်ဒဏ်နှိရှေကြားခံရပါတယ် အနည်းဆုံး၅ငန်းနည်းဖြစ်ပါလားခင်ဗျာဒီတရင်ကို time pba တရင်မှာအကောင်းဆုံးတင်ပြထားတာဖြစ်ပါလားခင်ဗျာ time pba တရင်ကိုလည်းထူကျေစုတင်ပါလားဒီနေ့အတွက် MTF channel ထိုင်းမြန်မာချစ်ကြည်ရုပ်မြင်သံကြားတည်င်းဌာနမှတည်င်းအစီအစဉ်တွေကိုအီးများနဲ့ပဲရနာလိုက်ပါရစေခင်ဗျာအထူးကျေးဇူးတင်ပါတာဒီကနေ့ငါ့ကိုအွန်လိုင်းအောင်ပါဘော်ရီကာတို့ဒီလာလိုက်ခဏမ်းခဖိုင်ကိုဟိ မင်္ဂလာပါ AJ Term Spy ဖုန်းွေဖြစ်ဆက်တက်ချုံချင်းမှာမိမကြည်သူညီကိုမောင်နှမများအား AJ သုံးစပိုင်းအစောကတိုင်ပွဲတို့စုများလာရောက်စုခုကြရန်ဖိတ်ခေါ်ပါတယ် AJ သုံးစပိုင်းပြောပါမှုကိုကြည့်ရှုလိုပါက www.facebook.com/ajthumsbai တို့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခေါ်စနာအနေနဲ့3နှစ်3နှစ်3နှစ်ကို3နှစ်5 3နှစ်3နှစ်တို့ဆက်တွယ်မေးမြန်းနိုင်ပါတယ်